အားလုံးမင်္ဂလာပါနီဆန်ဂျပန်သားတင်နန်းကြောင်နေကျေးဇူးလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့2025 exam practice day က star box စာဖြည့်ပုံဖြည့်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာပါဒါကဒီနှစ်ခုဟိုပါတော့အတန်အတွင်းနေရင်လည်းဘာဖြစ်သွားလဲဆိုတော့ video file ကဝါးသွားတာ ဝါသွားတော့အခုပြန်ပြီးအတန်သွင်းပါတယ်ဒါကြောင့်မို့အဲ့လိုလေးဖြစ်နေပါတယ်နောက်ပိုင်းဒီမှာတော့ဘာမှမပါဘူးပေါ့နော်အဲတည်တဲ့အတိုင်းပဲကျမကအဲ့လိုမျိုးအမြဲတမ်းဖြစ်နေကြပါအဲ့ဒါဆိုတော့ဒီဟာလေးရတော့ဒီလိုကြီးရေးထားတဲ့နှစ်ပုဒ်တော့ပါသွားပါတယ်ဒါရှင်းပြပြသားဒီထိရှင်းပြပြသားအဲ့ဒါဗီဒီယိုကဝါနေလို့ဒီနော်ကြည့်အားဆိုရင်သွားမယ်ခုတစ်ခေါက်လဲမဝါပါစေနဲ့လို့ဆုတောင်းပါတယ်မဟုတ်လို့ရှင်ပြန်ရိုက်နေရမှာပါကြည့်အားဆိုစမယ်နော်စတာပုတ်စာဘလူးလေးယူကြမယ်သွားရအောင် နံပါတ်1လို့ပဲပြောမယ်နော်နံပါတ်1မှာကကြတော့တဲ့ IC ကားတို့က IC ကပ်ပြားဆိုရင်ကားတို့ကပ်ပြားကိုနာနီနာနီကွက်လက်ပြီးစကားဟုတ်ခို့တော့တဲ့ခီလိုအသုံးပြုနိုင်တယ်နံပါတ်1ကချီကားစခဲတို့ချီဟာစခဲတို့ကနှီးကတ်တာနံပါတ်2ကစုတယ်ပါလုံမယ်ဆိုရင်နံပါတ်3ကကြတော့ယူမီတိုရီခီကိုင်းနီဖတ်တဲ့ဆက်ပေါ့နော်အဲ့ဒီပေါ့နော်ကပ်ပြားတွေဖတ်တဲ့ဆက်မိတူတွေဖတ်တဲ့ဆက်စကန်တွေဖတ်တဲ့ဆက်အဲ့လိုပုံစံမျိုးဖတ်တဲ့ဆက်ကိုပြောတာစာရဲကတာလေအဲ့မှာဆက်တော့ grammar pattern ဘာရှိလဲရှာကြမယ် grammar pattern ဘာရှိလဲကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်စာရဲနဲ့တွဲလို့ရတဲ့ ဲ့ grandma pattern buff ကို match ဖြုတ်ပြီးတော့စာရဲပေါင်းတာအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ grandma pattern တည့်ရဲ့လေးရတရွဲဖြစ်သွားတယ်ဒီမှာတည့်ရဲ့လေးရတရွဲအဲ့ဒါပြီးတော့ဒီမှာကြည့်လိုက်စုရေဘဘရွှေ grandma pattern ကဒီလို comma ရဲ့နားမှာရှိတာ ပေါ်မာရဲ့နားမှာအမြဲတမ်းနေတယ်ဒါကြောင့်မို့နှစ်ကဒီနေရာမှာဒါဆိုရင်တို့ကနှစ်လဲပြီးသွားပြီတစ်လဲပြီးသွားပြီနီးလဲပြီးသွားပြီဆိုဒီသုံးပဲကြံတော့ရဒါဆိုဖတ်ကြည့်လို့ရပြီ IC ကားတို့က IC ကက်ပြားဆိုရင်ကားတို့ကက်ပြားကိုယိုမိတိုဒီခိကိုင်နီဖတ်တဲ့ဆက်နားမှာချီကာစခဲဆိုင်ရဲ့နီနီကက်ကက်ကလေးလှုပ်လိုက်ယုံတာလျင်ဖြင့်စုတယ်ပါအဲ့လိုနီနီကက်ကက်လေးလှုပ်လိုက်မယ်ဆိုလို့ရှင်စကားကိုတို့ကဒေခိတို့တုံးလို့ရနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့အဖြေကဘာရသွားလဲဆိုနံပါတ်၄ပေါ့နော်လက်မှတ်၄အဖြေရသွားပါတယ် ဒါပဲနော်ကြည့်ရောက်ပြီနောက်ထပ်ခုနံပါတ်50ကိုသွားမယ်နံပါတ်50 grammar pattern ကိုရှာမယ်နော်စမ်းစမ်းလုံးွားတဲ့ ဂျီကန်ကနိုင်နိုင်တဲ့လုံးဝအချိန်မရှိဘူးတဲ့ဒါမှမဟုတ်လုံးဝအချိန်မရှိဘူးလို့နိုင်နာနီနဲ့ခွက်လက်တယ်နော်ဆိုတော့ကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာနံပါတ်1ကယော့ခု K K တိုင်းကိုမကြခနာမိုဘိုင်းဖုန်းကိုနံပါတ်2ကကြတော့ itte iru ပြောနေတာနံပါတ်3ကကြတော့ mite iru ကကြည်တာနံပါတ်4ကခုစင်နီကရဲ့သားနဲ့အဲ့လိုပေးထားတယ်နောက်ဆိုတော့ကကြတော့ grammar pattern ကြည့်လိုက်တဲ့အခါမှာခုစင်နီရဲ့သားနဲ့ဆိုတာပါတယ်အဲ့ခုစင်နီရဲ့ရှိမှာဗာလိုက်လဲဆိုတော့ dictionary form လိုက်တယ်ဗ dictionary form plus ခုတဲ့ခုစင်နီပေါ့နော် ဝါသွားအပြင်တော့ Vaticinary Found Bless ခုစဲနေရဲ့သားနဲ့ဆိုတဲ့အတိုက်အတိတ်ပဲလေခဏလေးပါတော့ဆိုင်နေရာလေးရွှေ့မှရမယ်အောက်ကလေဟိုသူ့ကိုလက်ရင်းနဲ့ရေးတဲ့နေရာအောက်ကလှုပ်နေတော့ဟိုဟာဝါးဝါးသွားလို့ခဏလေးနော်ကဲရပါပြီနေရာရွှေ့လိုက်ပြီ ကဲဒီမှာဆိုရင်ခုဆယ်နှစ်ရေသားနဲ့ဆွဲဂရမပတန်ပါတယ်ပေါ့နော်အဲ့ဒီရေသားနဲ့ဆွဲဂရမပတန်က traditional form လိုက်တယ်လိုက်တော့ခါကြကြီးလိုက်တော့နှစ်ကလည်း traditional form ပဲတောင်းကလည်း traditional form ပဲဘာမှန်းမသိဘူးအဆောင်ကတော့တီးလို့မရသေးဘူးပေါ့နော်အဲ့လိုမျိုးလေးပဲထားရမယ်နောက်ပြတစ်ခုကနင်းရဲ့ရှိမှတော့ဗတေယီရူနင်းအဲ့လိုမျိုးဖြစ်တာဖြစ်တယ်နှစ်ထည့်ရမလားသုံးထည့်ရမလားဒါလည်းမသိပြန်ဘူးအဲ့လိုမျိုးဖြစ်တာအဆောင်တော့သူကလေရောကုမကြခဏခီတိုင်းတန်ဝါဟုတ်မှာအေးခီတိုင်းဟုတ်မိုဘိုင်းဖုန်းကိုပေါ့နော်အာဒီမှာအချိန်မရှိဘူးလို့ပြောတာပဲဖြစ်မှာပေါ့ ဟာပြီနော်အချိန်မရှိဘူးလို့ပြောနေရသားနဲ့ပဲဖြစ်မှာလေဟုတ်တယ်နော်အချိန်မရှိဘူးလို့များမြန်မာစကားလုံးကိုစဉ်းစားကြည့်လိုက်ကြည်နေရသားနဲ့မှမရှိဘူးပြောနေရသားနဲ့ပဲရှိမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မို့လို့အချိန်မရှိဘူးဆိုပြီးတော့ခါကြအစ်တီတူခုစင်းဤပြောနေရသားနဲ့ဒါပဲဖြစ်မယ်ဒါကြောင့်နည်းနည်းလေးနဲ့ကတည်းဒါကြောင့်ဒီမှာထည့်လိုက်တယ်အဲ့လိုမချိန်အချိန်မရှိဘူးလို့ပြောနေရတာ ਨੇ ဟုတ်ပြီနော်မကြာခဏမိုဘိုင်းဖုန်းကိုကြည့်နေတယ်နော်ဒါကြောင့်မို့လို့ကြည့်ရတော့ရတတွေ့ ဒါဆိုရင်ရမယ်နော်အဖြေကနံပါတ်1ရပြီနော်နောက်ထပ်တစ်ခုသားပါမယ်နံပါတ်51အဲ့မှာဆိုရင်ဒိုင်းစကီနာမန်ကာဟုတ်ကြိုက်တဲ့ကတွန်ကိုအရန်နှစ်သက်တဲ့ကတွန်ကိုနိုင်နာနီကွက်လက်ပြီးတော့ခါကြမာရသေးဘူးယွန်းတဲ့အီနာမဖတ်ရသေးဘူးဒါမဖတ်ရသေးတာမဖတ်ရသေးဘူးဆိုရယ်အတိတ်ပဲပါမဖတ်ရသေးဘူးဒါဆိုရင်နံပါတ်1ကကိုတော်ဝါကိစ္စနံပါတ်2ကကြာခတ်တာကဝယ်ခဲ့ပြီမယ်နံပါတ်3ကခတ်တာဝယ်တာ ။အပြင်နမလီကကြတော့ဗာပေးထားလဲဆိုလို့ရှိရင်ဤစိုးကရှိခုတဲ့အလုံးရှုပ်ပြီးတော့အဲဆိုတော့အခါကျတော့ဝယ်တာကဝယ်ခဲ့ပြီမယ်ဒါပဲရှိမှလေဘတ်တာခိုးတို့ဟုတ်တယ်မဟုတ်ဘူးလားဘတ်တာခိုးတို့ဆိုရင်ဂရမ်မာပက်တန်ရှိတယ်။၃နဲ့၁နဲ့ရတဲ့တွဲ ဘတခုတော်ဟုတ်ပြီနော်အဲ့ဆိုအစ်တာကအဲခတ်တာကဝေခဲ့ပြီမယ်ဒါဆိုတေချာပေါ့အဲဘတခုတော်ဆိုတော့ဘတ3ခုတော်က7ဘတခုတော်ဟုတ်ပြီအဲ့ပြီနှစ်ကဒီမှာလိုက်ပါဗောဟုတ်ပြီနော်အဲ့ဆိုလို့ရှင်သွားမယ်နော်ဒိုင်စကီနာမန်ကောကိုကြိုက်တဲ့ကတ်သုံးကိုခတ်တာခုတော်ဝေခဲ့တဲ့ဝေခဲ့တဲ့ကိစ္စကခတ်တာကဝေခဲ့ပြီမယ်ဘာဖြစ်လဲဆိုအီဆိုကရှိခုတဲ့အလုံးရှုပ်ပြီးတော့မဖတ်ရသေးဘူးဒါကြောင့်မို့အဖြေရနမနှင်းဒါဆိုရမယ်နော် နောက်တစ်ခုဒါဒီကရမပတ်တန်လေးရလွယ်လွယ်လေးပါ နံပါတ်52ကိုသွားမယ်နံပါတ်52ကခုနိုးစကဒီရဲ့ဘောလုံးပေါ့နော်အာဘောလုံးခေါ်ရှိစတဲ့ဝတင်နန်းမှာဆိုနိုင်နာနီဆိုးသားကွက်လက်မယ်လူကြားတယ်ဆိုးသားရဲ့အရှိမဘက်ဖို့မက်ပြုတ်ပြီးတော့လိုက်တာမျိုးလည်းရှိမယ်ဘက်ပလိန်ဖောင်လည်းရှိမယ်ပလိန်ဖောင်ပေါ့နော်တကယ်ကတော့ဘက်ပလိန်ဖောင်ဆိုတာတပလိန်ဖောင်လည်းလိုက်မယ်နောက်ထပ်တစ်ခုကအမြင်ဆိုးဆိုရင်ဘက်တာဘက်တာအမြင်ဆိုးဆိုရင်ဘက်ကိုမက်ပြုတ်ပြီးဆိုးတဲ့ဤဆိုဤပြုတ်ပြီးတော့ဆိုးတဲ့နောက်ဆိုနောက်ပြုတ်ပြီးတော့ဆိုးတဲ့အခုကျွန်တော်တို့ဒီမှာလိုက်ကြည့်လိုက်တဲ့အခါဘက်ဒီရှင်နရီဖောင်တွေပဲရှိတာဖြစ်တဲ့အတွက်ပလိန်ဖောင်လိုက်မှာဒါအကြာဆိုးပဲဖြစ်ရမယ်ဟုတ်ပြီနော်အ ာဆိုတော့အခါကျတော့ကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာဘာရှိလဲဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်လိုက်မယ်နော်ခိုးတော့မိုတာချင်းဒီကလေးတွေအားဒီရဲ့ဘောလုံးတင်တန်းကတဲ့ကလေးတွေအားနောက်တစ်ခုကကျတော့ရှုကန်ကအားတို့အလေးအကျင့်ရှိတယ်အလေးအကျင့်အလေးအကျင့်ရှိတယ်ရှိတယ်နောက်တစ်ခုကကျတော့စေးပြီးစားရဲလို့ဆိုတာပြင်ဆင်ခိုင်းတာပြင်ဆင်ခိုင်းပြင်ဆင်ခိုင်းနေနောက်ထပ်တစ်ခုက ground window ကကြတော့ကွင်းပြင်ချေ ควินเปลี่ยนควินเปลี่ยนเจไอ้ควินเปลี่ยนเจကိုအဲ့မှာဆန်းတော့တစ်ချက်ရှိကြည်လိုက်ဒီမှာကြည်နိပါဒီမှာဝုတ်ပါတယ်တွေ့လား subject 1ဝါတော့မဟုတ်က subject 2နီးတော့မဟုတ်ကိုအဲ့တော့ခါကြအနောက်မှာနောင်းပါရင်နောင်းကိုဟုတ်တယ်မဟုတ်လားအဲ့ဒါဖြစ်တဲ့အတွက်ဒါနီးတော့မဟုတ်ဟိုမှာဒီမှာနိပါမယ်ဒီမှာဝုတ်ပါမယ်တေချာပေါက်နီးကအရင်ဝါနောင်းမှာဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုတော့ခါကြစဉ်းစားကြည်လိုက်ဒီမှာနီးကအရင်ဝါနောင်းမှာဖြစ်တဲ့အတွက်တင်းနဲ့လီနဲ့ကတတွဲဖြစ်သွားပြီ ။နည်းနည်းလေးနေရတယ်ပဲဒါဆိုသွားမယ်နော်။ဒီဘောလုံးတင်တန်းအားဆိုလို့ရှိရင်အဲခိုရိုမိုတာချီနီကလေးတွေအာ ground တို့အဲ့ဒီရဲ့ပေါ့နော်။ကွင်းပြင်ကျေကိုမလောက်ခိုင်းမှာလဲပြင်ဆင်ခိုင်းတဲ့အလေးချင်းရှိတယ်ဖြစ်မလား။အလေးချင်းပြင်ဆင်ခိုင်းတဲ့ရှိမလား။ပြင်ဆင်ခိုင်းနဲ့စီဘီစာတယ်တို့ပြင်ဆင်ခိုင်းနဲ့ရွှန်းကန်ကအာရုဆိုတာအလေးချင်းရှိတယ်ကြားတယ်။ဒါကြောင့်မို့ဆိုတာရဲ့အရှိမလဲဒီမှာ back plane form back traditionary form ထိုက်သွားတယ်။ back plane form အောက်ကဒါကြောင့်မို့လို့အဖြေက1 4 3နဲ့အဖြေကနံပါတ်3 ကဲနောက်ထပ်တစ်ခုသွားမယ်နံပါတ်53ဝါးနေလာဝါပါအောင်နော်နံပါတ်53နံပါတ်53ဟာခရီးဝါသူဟာဆိုရင်နာနီနာနီဒုက္ခရိုသေးဝါတာနိုင်တာတော့ဒုက္ခရိုသေးဝါနိုင်တာတော့ဆိုတာအခြေအနေမဟုတ်ဘူးလို့ပြောတာအခြေအနေမဟုတ်ဘူး ဟုတ်ပြီနော်အဲ့မှာဒုခိုးရိုဆိုတာကဇာတ်ရိုလေအာဒုခိုးရိုဆိုရင် grammar pattern မှာဒုခိုးရိုဆိုရင်ရှိမှာဘာကက်လဲနောင်းလိုက်တယ်နောင်း plus ဒုခိုးရိုဟုတ်တယ်မဟုတ်လားဟုတ်တယ်နော်နောင်း plus ဒုခိုးရိုအဲ့ဒါကြောင့်မလို့ဇာတ်ရိုဒီမှာလိုက်ကြည့်လိုက်တော့ shaking ကအကျွေးရှိတယ်အဲ့ဒါဆိုတော့အကျွေးရလဲနောင်းမယ်နောက်တစ်ခုစိတ်ကဆုတ်ကနေထိုင်မှုဘဝနေထိုင်မှုဘဝနေထိုင်မှုဘဝနောက်တစ်ခုကဒါရခဲကဘလက်ဘဝဘလက်ဘဝ အပြောခါကြတော့လျော့ကိုကခရင်အဆရောခါကြကြည့်မယ်ခရင်ဟာသူ ਆ ဆိုလို့ရှိရင်အအကျွေးအခြေအနေမဟုတ်ဘူးဖြစ်နိုင်မလားခရီးသွားမယ်အခြေအနေမဟုတ်ဘူးဖြစ်နိုင်မလားခရီးသွားမယ်အခြေအနေမဟုတ်ဘူးဖြစ်မှာနောင်းတို့ခိုးတို့ဒါကြောင့်မို့လို့အဖြစ်နံပါတ်၄ကဒီနေရာမှာဟုတ်ပြီနော်ဒါဆိုရင်ဒီ၃ကိုပဲတွားပြီးတွဲမယ်အဲဆိုခရင်ဟာသူ ਆ ဆိုလို့ရှိရင်တဲ့ရှာခင်းကအကျွေးအဲ့မှာဆရာတို့အတွဲလေးရှိတယ်လေရှာခင်းစိတ်ကဆိုဆိုအကျွေးများတယ်ဘောက ဟုတ်တယ်ဟုတ်အဲ့ဆိုအကျွေးတွေနဲ့ဘဝဒါကြောင့်မို့တင်းနေညနေရတွေဒါမင်းင်းဖြစ်ပါတယ်ရှာကင်းစေကဆိုတဲ့အကျွေးတွေများတဲ့ဘဝဟုတ်ပြီနော်အဲ့ဟာပေးထားတယ်အကျွေးတွေများတဲ့ဘဝဖြစ်တယ်အဲ့ဒါပြင်ဘလဘဝဘလဘဝဒီနောက်မှာနောက်ဒီမှာကြည့်လိုက်ဒါရာခဲနောက်မှာနော်နော်ဆိုလို့ရှိရင်အနောက်ကဘာနဲ့တွဲလို့ရရဲနောင်နဲ့တွဲလို့ရရဲတင်းနေညနေမှာတစ်ကကြတော့ရှာကင်းကအကျွေးဒီမှာရှာကင်းစေကဆိုစေရှာကင်းစေကဆိုကနောင်နောင်ဆိုတော့အခါကြတော့၃ရက်၁ရက်၂ရက်ကတွဲဖြစ်သွားတာ ဟုတ်ပြီနော်အဲ့ဒါဆိုတော့အခါကျဒီမှာကြည့်နော့နဲ့တွဲတဲ့နမတ်သုံးဝဒီမှာနော့နော့နောက်မှာနောင်းလိုက်တယ်အဲ့ဒီမှာဆိုရင်တင်းနှစ်ဆိုတော့ဒီရက်တစ်ကနောင်းကြီးမဟုတ်ဘူးလားအဲ့ဒါကြောင့်မို့သုံးတင်းနှစ်ဖြစ်သွားတယ်အဲ့ဒါကြောင့်အဖြေက3တင်းနှစ်ဟုတ်ပြီနော်ခါရဲဝါသူဝါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒါနာခင်းတော့ရှက်ကင်းစေကဆိုတဲ့အဲ့ဆိုအကျွေးတွေဘလဘွားဖြစ်နေတယ်ဟုတ်ပြီနော်အကျွေးတွေဘလဘွားဖြစ်နေပြီးတော့လျော်ကိုခยีတို့ကိုတို့သေးဝါနိုင်ဒါတော့ခยีသွားနိုင်ဖို့အခြေအနေမဟုတ်ဘူးဒါဆိုရင်ရမယ်နော် ကဲနောက်ထပ်တစ်ခုသွားရအောင်နောက်ထပ်တစ်ခုကကြတော့နမတ်ဒါလည်း49ပဲပေါ့နော်ကဲအဲ့မှာဆိုလို့ရှိရင်အဲ့ခိုင်ဝါဝအဲ့ခိုင်ဝါဆိုတာကအင်္ဂလိပ်စကားပြောပေါ့ကွယ်အင်္ဂလိပ်စကားပြောဟိုအဲဒါအဲ့ခိုင်ဝါအင်္ဂလိပ်စကားပြောဟိုကတော့တဲ့ခိခဲပါနားထောင်မယ်ဆိုရင်နိုင်နာနီဂျော်စနီနာရု မိုနိုဒအဲ့ဆိုတော့လာမယ်ပေါ့ဂျော်စနီနာတို့မိုနိုဒတော်လာမယ်ကြင်အောင်ရှင်နံပါတ်1ကိုကြည့်နံပါတ်1ကကြောင့်ခိကုဟိုးတို့နားထောင်သလောက်နောက်ထပ်တစ်ခုကဟာနာစုဟာနာစုကကြတော့ဟာနာစုဟိုးတို့စကားပြောသလောက်ဟာနာဆဲတို့ပြောမယ်ဆိုရင် switch တဲ့အဲ့ဒါပြီးတဲ့နောက်အဲ့ဆိုတော့သူတို့ကဒီမှာဘာပါလဲဆို grammar pattern ဘာဘာဆိုရင်သိချင်တယ်သူ့နောက်မှာဟိုးတို့ပါလာမှာခိခဲဘနားထောင်မယ်ဆိုရင်ခိကုဟိုးတို့နားထောင်သလောက်ဟုတ်ပြီနော်နားထောင်မယ်ဆိုရင်နားထောင်သလောက် switch တဲ့အဲ့ဒါပြီးတဲ့နောက်မှာဘာ ဖြစ်လဲဆိုလို့ရှိရင်ဘာပါရင်ဟိုးတို့ကနောက်မလိုက်မယ်လို့ပြောထားတယ်ဟုတ်ပြီနော်အဲဆိုနံပါတ်3ကဒီမှာအဲဟာနာစေဘစကားပြောမယ်ဆိုရင်ဟာနာစုဟိုးတို့စကားပြောသလောက်ကိုစကားပြောနိုင်မယ်ဆိုရင်ပြောသလောက်ကိုဂျောဆူနီနာတို့မွန်တို့ဒါတော်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့အဖြေကနံပါတ်3ပြန်ပြောရမယ်ဆိုရင်အင်္ဂလိပ်စကားပြောတာနားထောင်မယ်ဆိုရင်နားထောင်သလောက်ပြီးတဲ့အခါမှာပြောမယ်ဆိုရင်ပြောသလောက်တော်လာမှာပဲဖြစ်တယ်ဒါလေးပဲနော်နောက်ထပ်တစ်ခုသွားမယ်နံပါတ်50 ဟီတိုရီဟီတိုရီမုဆူမဲဝါတူဒီတော့တမီကိုပြောတာတူဒီတော့တမီကတဲ့အိုးခိခုကြီးလာတယ်နောက်ထပ်တစ်ခုကဟာဟာအိုယာဟာဟာအိုယာနီမိမိခင်နဲ့နီတေအီတာဆိုတာနီတေခိတာဆိုတာတူလာတယ်အမေနဲ့တူလာတယ်လို့ပြောတာအမေနဲ့တူလာတယ်တူဒီတော့တမီကကွက်လက်တဲ့အမေနဲ့တူလာတယ်နံပါတ်၁ကကြတော့သူ့ဘာပြီးထားလဲဆိုဟာနာရှိခတ်စကားပြောပုံပြောနီးစကားပြောပုံပြောနီး ်အနာရှိကတာဆိုရဲစကားပြောပုံပြောနေနီးဆိုတဲ့အဲ့ကအချိန်မော်လိုက်ပြီးတော့ပြောင်းလဲတာနှင်းအညီနှင်းမြဆိုတဲ့အတိတ်ပဲရတယ်နှင်းအညီနှင်းမြဒါကြိုက်တယ်လို့ဘာသာပြန်မားရီအချီနာရုဖြစ်လာတာအဲ့မှာဆက်တော့ဒီမှာကြည့်အဲအိုခိအိုခိက e-edited ego ဖြုတ်ခုနာရီမတ်မဟုတ်ဘူးလားဒီမှာနာရုဆိုရဲ့ grammar pattern ဖြစ်တယ်ဒါကြောင့်မနံပါတ်၄ကဒီနေရာမှာဟုတ်ပြီနော်ဤကိုဖြောက်ခုနာရီမက်ဟုတ်ပြီနော်အဲအဆိုရင်ပြန်ပြီးသွားကြည့်မယ်တဝူးသီးသောသမီးကအိုးခိခုနာရုအဆိုကြီးလာတာ ကြီးလာတာနှင်းအညီပဲဖြစ်မှာပေါ့ grandma pattern အချိန်မှလိုက်ပြီးပြောင်းလဲတာကြီးလာတာနှင်းအညီဟုတ်ပြီနော်ဘာအထီတော်မှအမေနဲ့တူတာလဲစကားပြောတဲ့အထီတော်မှစကားပြောပုံပြောနည်းအထီတော်မှအမေနဲ့တူတယ်ဟုတ်ပြီနော်မားတယ်အထီအထီရနံပါတ်3အမေနဲ့တူတယ်ဒါကြောင့်မလို့အဖြေကဘာဖြစ်လဲဆိုရင်နံပါတ်1ဖြစ်သွားတယ်ဒါဆိုရမယ်နော်နမနောက်ထပ်ခု51ကိုသွား51ကကိုကျူအီချပန်မှာနီဟွန်ဂေါနောဂျပန်စာရင်ခန်းဂျီနောယောနာဂျပန်စာခန်းဂျီတွေလိုမျိုး လူမျိုးဆိုတာဥပမာပေးပြီးဖော်ပြလိုက်တာဂျပန်စားခန်းကြီးတွေလူမျိုးနိုင်နာနေကွက်လက်တယ်အဲ့မှာနံပါတ်1ကတိုင်ဟန်သားခက်ခဲတယ်နံပါတ်2ကကြတော့တက်ဆန်အာရုတို့အများကြီးရှိတယ်ဆိုရင်နံပါတ်3ကကြတော့ယုံမိခတာကဖတ်ပုံဖန်နီကနံပါတ်4ကကြတော့ Oppo A2 နော်ကအာမှတ်ရတာကအဲ့မှာ push store နာမှာဗာလိုက်လို့ရလေဂါဆိုရလဲမလိုက်ဘူးဒီဂါဆိုရလဲမလိုက်ဘူးထုတ်ဆိုရလဲမလိုက်ဘူးတေချာပေါက်တိုင်ဟန်သားပင်မန်းနေဆိုတော့နံပါတ်1ကဒီနေရာမှာရောက်သွားပြီဒါဆိုရင်ဒီဟာစဉ်းစားစရာမလိုတော့ဘူး ုတ်တယ်နော်အဲ့ဆိုရင်နံပါတ်1ကိုသွားနံပါတ်1ကကြဂျပန်ဒီမှာဆိုရင်ဂျပန်ရဲ့အဲဂျပန်ဘာသာရဲ့အခန်းကြီးတွေလိုမျိုးနံပါတ်2တက်ဆန်အာရူတို့အများကြီးရှိမယ်ဆိုတော့ဘာအများကြီးရှိမှာလဲဖတ်ပုံဖတ်နည်းတွေကအများကြီးရှိမှာအဲ့မှာဆိုရင်နောင်းကအာရီမတ်မဟုတ်ဘူးလားနောင်းကအာရီမစုဖြစ်တဲ့အတွက်ဒီမှာကြီးယောမိခတာကဖတ်ပုံဖတ်နည်းတွေကအဲ့မှာဂဖြစ်သွားပြီနောင်းကဖြစ်သွားပြီအာရီမတ်လိုက်ရှာတော့ဒီမှာအာရူမဟုတ်ဘူးလားဒါကြောင့်မို့လို့၃နဲ့ နှစ်နဲ့ကတွဲဖပုံဖဏီအများကြီးရှိမယ်ဆိုရင်အိုဘိုအဲရုနော်ကမှတ်ရတာကတိုင်ဟန်တာပြင်မန်းနေဒါကြောင့်မို့အဖြေနံပါတ်၄ဒါဆိုရပြီနော် အဲဆိုရင်အဲ့ဒါလေးရမယ်။နောက်ထပ်တစ်ခုကိုသွားမယ်။နောက်ထပ်တစ်ခုကနံပါတ်52။နံပါတ်52ကကြတော့မာဂျီမဲနာတီတီကျိုးစိုးစားရဲပေါ့နော်။မာဂျီမဲနာစိုးစားရဲအနေဝအမဆိုရင်နိုင်နာနီဖွက်လက်ပြီးတော့ခါကြအီမိုးတော်ဝညီမလေးကဟုတ်ပြီနော်။ဒိုင်စကီနာကိုတော့စတေးရီတို့သူကြိုက်တာကိုလုံနေတယ်။အဲ့ဆိုနံပါတ်1ကိုကြည့်။နံပါတ်1ကကြတော့အီခီတေခီတာနော်။အီခီတေခီတာနော်ဆိုတာကလေအဘဝကိုရှင်တန်လာခဲ့တယ်ပေါ့။ဘဝရှင်တန် ရှင်သန်လာခဲ့လာခဲ့တာဒါခိုက်ရှာရင်ဆိုရင်ကုမ္ပဏီဝန်ထမ်းကုမ္ပဏီဝန်ထမ်းနောက်ထပ်တစ်ခုကနီထိုင်းစတေ့ဆိုတာနှိုင်းရှင်ရင်နှိုင်းရှင်ရင်ဟုတ်ပြီနော်သူစတေ့ကအနေနဲ့ ိမ်မှာမှတ်ထားမှာ those day ဆိုတဲ့ gram မှာပတ်တန်ရှိတယ်။ now အဆိုကကြ now those day now ဆိုတာအနေနဲ့ပဲရှိတယ်။တေချာပေါက် now နဲ့တွဲမှာ now those day က now အနေနဲ့ဒါဆိုရင်ကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာ now ကိုလိုက်ကြည့်လိုက်တော့ခိုင်ရှာရင်ကုမ္ပဏီဝန်ထမ်းပဲရှိတာ။အားကြောင့်မို့2ရက်4ရက်တွဲမယ်။ ဟုတ်ပြီနော်အဲဆိုတော့အရန်ကြိုးစားတဲ့အမကကုမ္ပဏီဝန်ထမ်းအနေနဲ့ဒါဆိုထည့်လို့ရပြီနှစ်လေးရဒီမှာထည့်မယ်ကုမ္ပဏီဝန်ထမ်းအနေနဲ့ဘလို့လုပ်ခဲ့တာဘဝရှင်တန်လာတာပဲဖြစ်မှာပေါ့အဲ့မှာနော်နိထိုင်းဆိုလို့တွေ့လားနော်နိဆိုတာတွဲလို့မရဘူးလားနော်နိဆိုတာတွဲလို့ရတယ်ဒါကြောင့်မို့လို့တစ်နဲ့သုံးနဲ့ရတတွဲကဲအဲဆိုတစ်ကဒီမှာသုံးရတယ်ဒီမှာဟုတ်ပြီနော်မာဂျီမဲနာဒီဒီကြိုးစားတဲ့အမကဆိုလို့ရှိရင်အဲခိုင်ရှာရင်သူသိတဲ့ အဲကုမ္ပဏီဝန်ထမ်းအနေနဲ့အဲ ikite kita no ni thai ste ဘဝရှင်တန်လာတာနဲ့နှိုင်းရှင်ရင်ညီမလေးကတော့သူကြိုက်တဲ့ကိစ္စကိုလောက်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့အဖြေကနံပါတ်1ဖြစ်ပါတယ်နောက်ဆုံးရမယ်နော်အဖြေကနံပါတ်1နောက်တစ်ခုသွားမယ်နံပါတ်53နံပါတ်53မှာ သူတဲ့မို့အယံကိုသူတဲ့မို့အယံကိုခီရော ခီယောဆိုတာကဘာကိုပြောချင်တာလဲဆိုကျွမ်းကျင်တာအရန်ကိုခီယောနာကျွမ်းကျင်နေဟွန်သားဆန်ဝါဟွန်သားဆန်ဟာဆိုလို့ရှိရင်အိုရီဂါမီတဲ့အိုရီဂါမီအိုရီဂါမီဟုတ်ပြီနော်အိုရီဂါမီအိုရီဂါမီဆိုတာစက်ကူခောက်တာဟုတ်စက်ကူခောက်တာ ဆက်ကူခောက်တာအဲဆိုအရန်ကိုကျွမ်းကျင်နေဟွန်သားဆန်အားဆိုရင် အိုရီဂါမီတဲ့ဆက်ကူခောက်တယ်နိုင်နာနေကွက်လက်ပြီးတော့စကူရီခိုတိုကဒေခီရူကွက်လက်ကိစ္စကို လုံနိုင်ခဲ့တယ်ဟုတ်ပြီနော် ပြုလုံနိုင်နေလုံနိုင်ခဲ့ဆိုတော့ပြုလုံနိုင်နေပေါ့ပြုလုံနိုင်သည်တေခီရူပြုတ်လုံနိုင်ဒီပေါ့နံပါတ်1ကဘာကာရင်ဒေနာခုဆိုတာတာမတ်က တာမကဆိုကလေးကစာတေချာပေါ့သူရှိမှာပါပဲလိုက်တာမလဲနောင်ဘကရီဒေနာကိုနောင်တာမကနမနစ်ကကြဒေါနာဘဲလိုနမ၃ကကြဒိုးဘူးစွမတလေးဆံမဲဖြစ်ဖြစ်ဤနုဝခွေနောင်နဲ့တွဲတာဖြစ်တဲ့အတွက်လိုက်ကြည့်လိုက်တဲ့အခါမှာနောင်ကဤနုတလုံးပဲရှိတယ်လင်းနဲ့တင်းနဲ့ကတွဲဟုတ်အားဆိုလို့ရှိရင်အယံကိုတော်တယ်ဟွန်းသားဆံဝါဟွန်းသားဆံဆိုလို့ရှိရင်ခမိကအမ် sorry အိုရီခမိအိုရီခမိဆိုရယ်စက်ကူခောက်တာ စက်ကူခောက်တာ စက်ကူခောက်ချင်းဖြင့် စကူကောက်တဲ့နီးဖြင့်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စကူကောက်ချင်းလို့ပဲပါတာပြလိုက်မယ်စကူကောက်ချင်းဖြင့်ဘာလို့မှလဲဆိုတော့ခွေးသာမကဟုတ်တယ်မဟုတ်လားဒီနဲ့တင်းနဲ့ဒီမှာလာမယ်ခွေးသာမကဒွန်းနာဘယ်လိုမျိုးဒိုးဘူးစုံမို့တလိမ့်ဆန်မယ်ဖြစ်ဖြစ်စကူတို့ခိုတို့ကဒေခီတို့ပြုတ်လုံနိုင်ပါတယ်ဒါကြောင့်မို့အဖြေကနံပါတ်1ဖြစ်သွားပါတယ် နံပါတ်1ဖြစ်သွားတယ်။ကဲဒါဆိုလို့ရှိရင်တင်တန်းချိန်ကဒီမှာ16မိနစ်ကျော်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီမှာပဲအဲတပိုင်းရပ်ပါမယ်။နောက်တပိုင်းကိုနောက်တစ်ပုတ်မှာဆက်ပြီးပြောပြပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။